ညနေရဟိုပြတ်ထားတဲ့အင်ဂျီလေးเนาะအဲ့ဒါလေးကိုပက်တန်လေးပြပေးမယ်ပေါ့နော်ဒါကကိုသုံးနေကြ basic pattern ကိုကြိုက်တာကိုဆွဲထားလို့ရတယ်เนาะဆွဲထားပြီးတဲ့ခါကျလို့ရှိရင်နောက်ချမ်းအနေချင်းလုပ်ပြမယ်เนาะနောက်ချမ်းမှာသူကကြတော့အဲ့ဒီအင်ဂျီလေးကိုတော်တော်များများဝတ်တာကလေထောင်ပုံစံလေးတွေလည်းဝတ်တယ်လေထောင်ပုံစံလေးတွေလည်းဝတ်တယ်အဲ့ဒီချင်းတို့ကတော့ဝရဝပြီးတော့ ကုတ်တူတယ်ပေါ့နော်ကုတ်တူတယ်ကုတ်မရှိတော့ကိုချုပ်ပေးမဲ့သူရဲ့ခန္ဓာကိုယ်အနေထားကိုလည်းကြည့်ပေါ့နော်ကိုကဒီဇိုင်နာဆိုတာအဲဘယ်လိုပုံစံမျိုးကသူတို့နဲ့လိုက်မလဲဆိုတာလေးကိုလည်းတွေးတော့အကြံပေးတတ်မှအဆင်ပြေမှာပေါ့နော်ဆိုတော့တစ်ချက်ရဲ့ level အတိပဲဝတ်ထားတယ်လေတောင်ဝတ်လို့ရှိရင် ုတ်တူတဲ့ခါကျတော့တကယ်ကုန်းမရှိလို့ပျောက်သွားမှာပေါ့နော်ဟိုအင်ကြီးစုံလာနဲ့မေးစီကိုတန်းရောက်သွားမှာပေါ့ကွာအဲ့လိုဆိုတဲ့ခါကျတော့အဆင်မပြေဘူးအဆင်မချစ်တချက်တော့အဆင်မပြေဘူးတချက်လိုခန္ဓာကိုယ်မျိုးတော့အဆင်မပြေတော့တချက်ကလည်းပင်အတ္တိယာနေပဲယူလိုက်တယ်မဟုတ်လို့ကိုချုပ်ဝိမဲ့ customer ကပိမ့်ပိမ့်တွယ်တွယ်လည်းပင်နှစ်လလေးနဲ့ရှူရှူလေးရှိတယ်ဆိုလို့ရှင်လဲတောင်ယူလို့ရတယ်နော်လဲတောင်ယူတယ်ဆိုတဲ့နေရာမှာလည်းစတစ်လိုပုံစံမျိုးတွေမယူဘဲနဲ့တစ်ဆက်သေးလဲတောင်ပဲယူမှလှမယ်ပေါ့နော်သူအင်ကြီးပုံစံအရဆိုလို့ရှင်ရင်တချက်တော့ကတော့တစ်ဆက်သေးလဲတောင်ဆွဲတယ်ဆိုရင်လဲပင်ရပုံမှန်တိုင်းပဲ ်နှစ်6စိတ်6စိတ်နဲ့ဖောက်ထားတယ်เนาะဖောက်ပြီးပြီဆိုလို့ရှိရင်အပေါ်ကိုနှစ်2စိတ်တက်တယ်เนาะနှစ်လက်မနဲ့2စိတ်တက်တယ်နေတောင်ဆွဲမယ်ဆိုလို့ရှိရင်ပေါ့เนาะတကယ်လို့မဟုတ်လို့ကိုကနှစ်လက်မနဲ့2စိတ်မဟုတ်လို့တစ်လက်မ2စိတ်တစ်လက်မကွဲပဲဆွဲကျင်နေဆိုတော့ရတယ်ကိစ္စမရှိဘူးတစ်လက်မကွဲပဲဆွဲလိုက်နှစ်2စိတ်ဆိုတာကတော့လည်းမင်းဟိုးအပေါ်ထိကတ်နေတဲ့လဲတောင်ပေါ့เนาะဆိုတော့အခုတစ်ခွဲကနေဆွဲလိုက်လို့ရှိရင်လည်းဘောင်းခတ်လိုက်မယ်เนาะခတ်ပြီးပြီဆိုရင်ဒီဘောင်းကနေမှအောက်ကို2စိတ်လောက်လေးပြန်ချလိုက်တဲ့ခြေတို့ เนาะ message လောက်ပြန်ချရတယ်ပြီးရင်ဒီ26သိအစုံကနေပြီးတော့မှအတွင်းကို message ဝင်မယ်เนาะ message မဝင်ချင်လို့ level ကြမှာဆိုလို့ဒီ26သိအတိအကျနေပဲဆိုကျင်တယ်ဆိုလည်းရတယ်ကိုသဘောကြိုက်တယ်လို့လို့ပေါ့เนาะကိုကိုသုံးနေကြလဲတောင်ပတ်တန်ကိုသုံးဘောသုံးနေကြလဲတောင်ပတ်တန်မရှိတော့ဒီချက်ပတ်တန်ကိုယူလို့ရပါတယ်အဲ့ဒီကနေပြီးတော့မှကိုကဒီမှာပေကွေးလေးနဲ့ဖြည့်ပြီးတော့ဆွဲလိုက်ပေါ့เนาะဒီဘက်ကလေးကိုမဟုတ်လဲဒီဘက်အစွန်ထိဆွဲလိုက်ခြင်းလည်းရတယ်ကိုကြိုက်တဲ့ပုံစံမျိုးလေးဆွဲလိုက်မယ်เนาะဆွဲပြီးပြီဆိုလို့ရှိရင်เนาะအဲ့ဒီ sorry အဲ့ဒီအစုံဒီလေတောင်ရဲ့အစုံကနေပြီးတော့မှပခုံးပခုံးရဲ့တဝက်နေရာအထိကိုချေလို့လေတောင်အမှတ်မှတ်မယ်။မှာဒီပခုံးမြင်းရဲ့တဝက်ပေါ့နော်။ပခုံးမြင်းရဲ့တဝက်နေရာကနေပြီးတော့မှကိုပခုံးမြင်းမှာရှိတဲ့လောက်ကိုတိုင်းလိုက်မယ်။ဒီမှာဆိုလို့ရှိရင်၄လက်မနဲ့၃စိတ်ရှိတယ်ဆိုတော့၂လက်မနဲ့၁စိတ်ခွဲနော်။ဒီပခုံးမြင်းရဲ့တဝက်နေရာကိုလေတောင်ကော်လာပုံစံလေးခေါ်လိုက်။နော်။ ရမယ်เนาะလေဘင်းကိုတင်းကျင်လို့ကတ်ချင်လို့ရှိရင်ဒီဟာကိုဒီဘက်ကိုနှစ်စိတ်ထပ်ဝင်ပြီးတော့မှဆွဲလေရတယ်တစ်ချက်တမဒီအဆုံးကနေဆွဲပြထားတယ်နှစ်စိတ်ထပ်ဝင်ပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်เนาะလေတောင်လေးရတာမျိုးလေးရမှာပေါ့เนาะဒီလိုလေးပေါ့ရမယ်เนาะကိုကိုပိတ်တယ်လို့ကိုဆွဲပါတကယ်လို့လေတောင်ကနေပြီးတော့မှသွားမယ်ဆိုလို့ရှိရင်ဒီလေတောင်မြင်းကို၃ပုံပုံเนาะမဟုတ်လို့လေဘင်းအတိရနေသွားမယ်ဆိုရင်လေဘင်းအတိမြင်းကို၃ပုံပုံရမယ်เนาะပုံပြီးပြီဆိုလို့ရှိရင် ဒီမှာပထမဆုံးအပေါ်ကနေပြီးတော့မှဂျိုင်းမြင်းเนาะဂျိုင်းမြင်းရဲ့၃ပုံ၂ပုံနေရာလောက်ကိုနှမ်းပြီးတော့ဆက်တယ်ကိုဂျိုင်းကွေးထားတဲ့နေရာရဲ့၃ပုံ၂ပုံပေါ့เนาะကိုဂျိုင်းကွေးထားတဲ့နေရာရဲ့၃ပုံ၂ပုံနေရာလောက်ကိုတစ်ချက်လှမ်းဆက်တယ်ပြီးပြီဆိုလို့ရှိရင်ဒီနောက်ဆုံးအပေါ်ကကြတော့တောက်နေရာကိုပဲလှမ်းဆက်လိုက်တယ်ပြည်ပြည်လေးပဲဆက်မယ်เนาะအရန်ကွေးကွေးနေရာယူမသွားတော့ဘူးပြည်တန်ရဲ့ပြည်ပြည်လေးရနေပြီးတော့ပဲလှမ်းပြီးတော့ဆက်လိုက်မယ်ဒါမျိုးလေးရမယ်เนาะဆိုလို့ရှိရင်ဒီမှာ သုံးပုံရသွားပြီတကယ်လို့များကိုကလေတောင်ကဆိုရဲဆိုလို့ရှင်လေတောင်ကနေလှမ်းပြီးတော့ဆက်ပေါ့တော့ပေါ့တယ်နော်ပြီးတဲ့ခါကျလို့ရှင်ဒီလေဘေးမှာတောက်ကလေးတွေစားပေးမယ်နော်တောက်လေးတွေစားပေးတဲ့ခါကျလို့ရှင်ဘေညာတစိ့ခွဲစီနော်ဒီဘက်ကိုလည်းတစိ့ခွဲစီဆိုတော့နှစ်ခုပေါင်းလိုက်လို့ရှင်လို့ရှင်သုံးစိ့ရှိမှာပေါ့သုံးစိ့ရှိမှာပေါ့နော်သုံးစိသုံးစိတစိခွဲ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 အဲ့လိုလေးစားပြင်မယ်နော်စားတဲ့ခါကျလို့ရှိရင်လဲဆွမ်းနာကိုဆွဲထားတဲ့ပေကွေးလေးနဲ့ပဲပြပြလဲလဲလေးဝိုက်ပေးလိုက်မယ် ညမယ်เนาะပြီးရင်ဒီမှာလည်းအလိုပါပဲအေးကွေးလေးနဲ့ပဲဖြည်းဖြည်းလေးလေးလေးဝိုက်ပြလိုက်မယ်ညမယ်เนาะနော်တကယ်လို့များလေတောင်ကနေသွားတယ်ဆိုလို့ရှိရင်ဒီလေတောင်နေရာကိုကြာလို့ရှိရင်တော့တကယ်ခြုံလိုက်စေချင်တယ်သူစီကနေပြီးတော့ဒီအလေကိုပဲစားပေးစေချင်တာဘာလို့လဲဆိုတော့ခန္ဓာကိုယ်မှာလေပင်ကိုပဲကြည့်လိုက်လေဒါမျိုးလေဒါမျိုးဒီအောက်ကိုကြီးသွားပြီးတော့ဒီအပေါ်ကြာလို့ရှိရင်သေးပေမဲ့ဒီအပေါ်မှာပြန်ပြီးတော့ white သွားတယ်လေ နော်ဆိုတဲ့အခါကျတော့တချို့တို့ကဒီလိုသွားလို့ရှိရင်ဒီနားလေးမှာပဲတောက်ကလေးကိုစားပေးရမှာဒီပေါ်ကျရင်အနည်းငယ်လေးပြန်ပြီးတော့ဟို east ဖြစ်အောင်တောက်တောက်ဖြစ်အောင်ပြန်ပြီးတော့ကားပေးမှရမယ်မဟုတ်လို့ဒီပေါ်တချို့စားသွားမယ်ဆိုလို့ရှိရင်မရအောင်လားဆိုလို့လည်းရပါတယ်ကြက်နေမှာဆိုလို့လည်းပဲနော်မမားပါဒီချေတော့ဒီပေါ်ကိုသိမ်းတယ်နော်လေတောင်မြင်းကမြင်တာလည်းပါပါတယ်ဒီပေါ်ကိုသိမ်းတယ် ဒီဘောကိုတိမ့်နေတကယ်လို့မြန်လေတောင်ကနေသွားမယ်ဆိုလို့ရှိရင်ဒီလိုတစ်ချမ်းဒီလိုတစ်ချမ်းသုံးချမ်းထွက်မယ်ဒီကြောက်တွေကဘာလို့မလဲဆိုတော့စာပြင်မဲ့တောက်တယ်မပါတော့ဘူးပေါ့နော်နေပင်အတိနေရာမှာပဲ၃စိတ်စားလိုက်တယ်ရမယ်နော်1 2 3ပိုင်းရမယ်နော်နောက်ချမ်းရတာပဲတကယ်လို့မြန်ဒီနားလေးမှာအရန်ကြီးခွက်ခွက်ကြီးဖြစ်နေခဲ့တယ်ဆိုလို့ရှိရင်ကြောလေးကိုအနေငယ်လေးပြန်ဖြီးပြီးပေါ့နော်နော်အနေငယ်လေးပြန်ဖြီးပြီးတော့မှတောက်ကလေးကို ပြန်ပြင်ပြီးတော့ဆွဲပေးလိုက်ရင်ရပါပြီเนาะဒါဆိုလို့ရှိရင်နောက်ချမ်းကဒါမျိုးเนาะရှေ့ချမ်းသွားမယ်ဆိုတော့ဒီမှာအရှိချမ်းเนาะအရှိချမ်းကြလို့ရှိရင် တူတူပဲအနောက်ချမ်းလိုပဲเนาะလေဘင်းအတိနဲ့တစ်ချဲကချုပ်ထားတာမို့လို့လေဘင်းကိုသုံးပုံပုံတယ်เนาะလေဘင်းကိုသုံးပုံပုံတယ်ဒါတွေအားလုံးကအညီညာအတိကြိုက်ဖြစ်ရမယ်လို့ပုံမြန်မြန်နဲ့ပုံလိုက်ရတယ်ကိုဒီဇိုင်းပဲလေเนาะမဟုတ်လို့ကိုကဒီမှာပဲဟိုတစ်ချောင်းပဲထည့်ပြီးတော့ဒီနားလေးမှာတစ်တစ်လေးနဲ့ချောင်းထည့်ပြီးတော့ဒီပေါ်ကြမှာကြည့်နေမှာတစ်ချောင်းထည့်ခြင်းနဲ့ဆိုလဲရတယ်အကုန်လုံးကကိုဒီဇိုင်းပဲเนาะဆိုတဲ့ခါကြလို့ရှိရင်သူ့ကိုလည်းအဲ့လိုပဲဂျိုင်းရဲ့သုံးပုံနှစ်ပုံနေရာလောက်ကိုတက်လိုက်တယ်เนาะအောက်ကိုကြတော့မလုပ်လဲရှင်မြင်းကိုရှင်ထိတ်ကိုပေါ့เนาะရှင်ထိတ်ကိုဆက်လိုက်တယ် သူ့ကိုကြလို့ရှိရင်ဟိုဘက်20စိတ်ဒီဘက်20စိတ်၄စိတ်စားပေးမယ်ဟိုဘက်20စိတ်ဒီဘက်20စိတ်ဒီ၄စိတ်တွေကတော့တောက်တိုင်းပြီးတော့စားနော်ဒီမှာအဲဒီစားထားတဲ့ဟာတွေကိုလည်းပေကွေးလေးနဲ့ပြပြလေးဆွဲပေးလိုက်မယ်နော်တကယ်လို့မြတ်သူ့ကိုလည်းလေတောင်လုပ်မယ်ဆိုလို့ရှိရင်မလုပ်မှလည်းတချေတော့ကလေပင်ရဲ့အပေါ်ကိုကြတော့ခြုံပါနော်လေပင်းမြင်းကဟိုတက်လက်မလောက်ပဲဆိုလို့ရှင်တော့မချုံလဲရတယ်ထဲသွားလိုက်ပေါ့နော်ဒီချဲကအ ਨੇ ဆုံးတစ်ခွဲယူထားတာမို့လို့ဒီပေါ်ကိုခြုံပေးခြင်းတာပေါ်ကိုခြုံပေးခြင်းတာလေတောင်ဆိုလဲတိတိကျကျအပေါ်ထိထောင်နေတဲ့လေတောင်မျိုးယူတာမို့လို့နော် ရမယ်เนาะပြီးရင်ဒီမှာဒါလေးကိုဘာလုပ်မှာလဲစားပြင်မယ်ဒါကိုလည်းဘာလုပ်မှာလဲစားပြင်မယ်เนาะဆိုလို့ရှိရင်သူကလည်း၃ဘိုင်းရသွားပြီเนาะပုံမှန်အတိုင်းပဲတောက်ကို ပြင်နေကြအတိုင်းပဲပြင်ပါပေါ့เนาะဒီရင်အောင်မြင်ပေါ့ရင်အောင်မြင်ကနေတစ်ဖက်ကို၃စိတ်စီထွက်တယ်၃စိတ်စီထွက်တယ်เนาะထွက်ပြီးပြီဆိုလို့ရှိရင်ဘာလုပ်လဲခါမြင်နေတက်ဆက်တယ်ခါမြင်နေတက်ဆက်တယ်เนาะဒီအပေါ်ကြလို့ရှိရင် ကိုဒါတော့ကိုတော့ပြင်နေကြတိုင်းပြင်ပေါ့နော်အော်ဒီချက်ဆုံးတော့ basic pattern မှာတော့မပြင်လိုက်ရသေးလို့နော်ပြီးရင်ချက်ကဘာလုပ်ထားလဲဆိုတော့အောက်မှာရင်ခံထည့်ထားတယ်နော်အောက်မှာရင်ခံထည့်ထားတယ်ထည့်ပြီးတဲ့အခါကျလို့ရှိရင်အဲ့ဒီရင်ခံနဲ့ဒီအပေါ်ကဇာနဲ့ကိုချုပ်တာရင်ထိတ်နေရာအထိပူးတွဲချုပ်လာတာပူးတွဲချုပ်ပြီးတော့မှအောက်ကရင်ခံကိုဒီရင်အပေါ်ပိုင်းကျမှအလွတ်ထားပြီးတော့အပေါ်ကဇာကိုရင်အပေါ်ပိုင်းကျမှအလွတ်ထားလိုက်တာနော်ဒါကတော့ချုပ်နီးပါ ပါမတိမှာပေါ့နော်အခုကတော့ပတ်တန်ပဲဆိုတော့ဒီချေသဘောတရားလည်းမပြောပြတာပါဆိုရင်ဒီမှာယင်ထိတ်နေရပေါ့နော်ဒီယင်ထိတ်နေရကနေပြီးတော့မှအပေါ်ကို၃လက်မလောက်တက်ပြီးတော့ခြေတို့ကယင်ခံလေးဆွဲမှာပေါ့နော်ဒီရှင်းလို့ဘယ်လောက်ဝိုက်မလဲဒီလိုမျိုးဝိုက်ချင်သလားဒါမှမဟုတ်လို့ရှိရင်ကိုကကိုတိတ်ပြီးတော့မဝိုက်ပဲနဲ့ပဲယူချင်သလားစသဖြင့်ပေါ့နော်ကိုနှစ်သက်တယ်လို့လုပ်ပါ ရှင်ကန်ဆိုလို့ရှိရင်ဂျိုင်းနဲ့ sorry ဂျိုင်းမှာလွတ်လွတ်ကျွတ်ကျွတ်ရှိအောင်လို့အနည်းဆုံး၄စိတ်เนาะတစ်လက်မှတစ်လက်မှကွဲခြားတဲ့ပြင်ကိုဂျိုင်းနဲ့လွတ်ချင်တဲ့လောက်လေးထားပါမယ်ထားပြီးရင်ဆိုရမယ်เนาะပြီးပြီဆိုလို့ရှိရင်ဒီမှာရှင်ကန်ရဲ့အပေါ်ကို ရှယ်တို့ကတစ်ဖက်ကို၄စိတ်၄စိတ်ပဲစားလိုက်တော့မယ်။ဒါလို့ဆိုဒီမှာချိန်တော့ပါနေလို့เนาะမဟုတ်လို့ရှိရင်6စိတ်တက်တက်၂စိတ်စားပါเนาะအဲ့ဒါကြီးရောရှင်းကန်နေတဲ့တော့ကတိကတိပြောပြီးသားလေးပါအခုတော့မသိသေးတဲ့သူတွေဆိုလို့ရှိရင်တော့ဒီမှာချိန်တော့ပါပြီးသားပတ်တန်းဖြစ်လို့တစ်ချောင်းတစ်ချဲက၄စိတ်ပဲစားလိုက်တော့เนาะဒီရှင်သားကိုလည်းပိတ်အောင်မစားတော့ဘူး။ဒါလို့ဆိုဒီတော့ပါနေလို့ဒီတော့ပိတ်တဲ့ခါကျလို့ရှိရင်ဒီရှင်သားမှလည်းအလိုလိုပိတ်သွားလိမ့်မယ်။ရမယ်เนาะဒါကိုခောက်ယူယူမယ်မဟုတ်လို့ဒီရှိကိုခွဲမယ်ဆိုလို့ရှိရင်လည်းဒီ အလဲကောင်မှတောက်ထည့်လို့မရဘူးလားရတယ်နော်ရမယ်နော်အဲတောက်ကလေးတို့တော့အပေါ်20စိတ်အောက်20စိတ်ထည့်ပါလေနော်တောက်တွေအကုန်လုံးတော့ပြန်နဲ့တခြားတိုင်းပြီးတော့မှထည့်ပါနော်ဒီချက်ဗီဒီယိုဖိုင်နဲ့ရန်ရှိနေမှာဆိုလို့တော်တော်လေးပြောပြတာပါနော်ဒီတောက်ကလေးတို့လည်းမလုပ်မလဲချဲတော့ပါစားပါလိမ့်မယ်အဲကြလို့ရှင်လို့ရှင်တော့ရင်ခံလေးရဒီမှာခောက်ယူမဟုတ်တော့ဖြစ်တော့မတော့ပါလို့ရှင်တော့တောက်မပါရင်တော့ဒါဒီခောက်ယူနေဖြစ်မှာပေါ့เนาะတောက်ပါရင်ဒါကိုခောက်ယူမဟုတ်တော့ဘူးပေါ့ ရမယ်နော်ဆိုလို့ရှိရင်ဒါဒီစပြစ်မှာပေါ့စပြစ်မှာပေါ့နှစ်ပိုင်းထွက်မှာပေါ့နော်ဒါကိုဘာလုပ်မလဲခောက်ပိတ်မှာပေါ့နော်ဒီဂျိုင်းတောက်ကိုလည်းဘာလုပ်မလဲခောက်ပိတ်မှာပေါ့ဇာအတွက်ကောသူ့အတွက်ကောရမယ်နော်အနောက်ထက်မှာဆိုလို့ရှိရင်လည်းကိုနှစ်သက်တလောက်ဒီမှာကိုချထားတဲ့နေရာကနေပြီးတော့မှထားပြီးမယ်နော် ဒါမျိုးလေးဆွဲပေးမယ်ဒီနောက်မှာတောက်တွေပါပြီးတော့တချဲတော့ထည့်မစားတော့ဘူးဘာလို့လဲဆိုတော့ဆောနာပြောသလိုရင်ကန်နဲ့ဇာနဲ့ကတွဲချုံမှမလို့အထင်းရှိသွားတယ်เนาะအထင်းရှိသွားတော့ကြာမလို့ဟာနေမှနေပါလိပူစရာမလိုဘူးတကယ်လို့များကိုကရင်ကန်တက်တက်ဇာတက်တက်အပေါ်ကဇာထက်တက်တက်ချုံမယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာဒီတောက်တွေကိုစားပေးရမယ်เนาะတကယ်လို့များရင်ကန်တက်တက်ဇာတက်တက်ချုံမယ်ဆိုလို့ရှိရင်ဘာလုပ်မလဲဒီတောက်တွေကိုစားပေးမှာပေါ့ ထုံးစံအတိုင်းပဲလေစားနေကြအတိုင်းပဲစားပေးမယ်เนาะရေငန်နဲ့စားနဲ့တွဲမယ်ဆိုလို့ရှင်တော့စားကြလို့မလားမလို့တော့ဘူးဒီနားလေးကိုလည်းတကယ်လို့များရေငန်နဲ့စားနဲ့မတွဲဘူးတက်တက်စီဆိုလို့ရှင်ဂျိုင်းလေးကတ်နေအောင်ဒီတောက်လေးတွေလည်းစားပေးရပါမယ်เนาะအခုကညနေရတစ်ချက်ဝတ်ထားတဲ့အိမ်ညာရေငန်နဲ့စားနဲ့ကိုတတွဲတဲ့ချုပ်လိုက်တာတက်တက်စီတက်တက်ညက်တယ်ညက်ပြီးတော့ရင်တောက် ဒီစားတွေကိုလည်းသူထောင်းနေသူသူထောင်းနေသူပဲချုပ်လိုက်တယ်အပေါ်ဘက်တွေသူထောင်းသူချုပ်လိုက်တယ်ရင်ငံလည်းသူကသူညက်သူထောင်းတွေသူချုပ်လိုက်တယ်ချုပ်ပြီးတော့မှဒီချုံရိုးချောင်းကြားတွေကိုစားရဲချုံရိုးချောင်းကြားတွေညက်ပြီးတော့အတိအပေါ်ကိုအဟာနော်ဒီအောက်မှာလည်းချုံရိုးချောင်းကြားတွေကိုအတိအပေါ်ကိုအဟာဒီအားပဲဒီချုပ်လဲဆိုတော့ဒီရင်ထိတ် breast point အထိပဲစားနဲ့ ရင်ငန်းထဲကိုတွဲချုပ်တယ်เนาะအနောက်ချမ်းမှာဆိုလို့ရှိရင်လည်းဒီအင်ကြီးဆုံးတဲ့အထိပဲတွဲချုပ်တယ်တကယ်လို့သာတွဲချုပ်မယ်ဆိုလို့ရှိရင်ဒီတောက်တွေကိုစားစရာမလိုဘူးเนาะတွဲချုပ်မဲ့ဟာမှာဒီတောက်တွေစားလိုက်ရင်အောက်ကရင်ငန်းအသေးနေတိတို့ကြောင့်မလို့ဇာနဲ့တွဲတဲ့အခါမှာဇာတွေကအိုက်နေလိမ့်မယ်เนาะရှင်းတယ်เนาะဟိုသူ့ရှုပ်သွားမှာဆိုလို့ပြောပြတာပြီးရင်ဆန္ဒပထမဆုံးပြောထားသလိုပဲလေတောင်လုံးမလုံးဆိုတာကိုတော့ဘူးတဘောနဲ့ကိုချိန်ပေါ့เนาะဘယ်လိုလုပ်လဲရောက်ပါပဲကြပါပြီ